မင်္ဂလာပါအခုဗီဒီယိုလေးမှာတော့တိုင်တိုထိုးနည်းလေးကိုထူပြပေးပါမယ်ရှေ့ဗီဒီယိုမှာခြေကင်နည်းနဲ့အကင်နည်းရဲ့ဖွမီထိုးနည်းရဲ့ကိုထူပြပေးထားပါတယ်အခုလဲထပ်ကင်ပြပါဦးမယ်လက်သကြွေနဲ့လက်တန်းကြားလေးကနေပြီးတော့ခြေစာလေးကိုထုတ်ပါမယ်ပြီးရင်လက်လေးချောင်းလုံးအပေါ်ကိုပတ်လိုက်ပါမယ်လက်ညိုးအပေါ်ကနေပြီးတော့ခြေစာလေးကိုအောက်ထိဆွဲလာပြီးတော့လက်ခလဲနဲ့လက်မနဲ့ဖိထားပေးပါမယ်အကရောဒါဟိစေခိုင်နေနေပါအဆင်ပြေလို့ခိုင်လို့ရပါတယ် ြီးရင်ရှေ့ဗီဒီယိုမှာဂွင်းလုံနီလေးကိုဒီလိုလေးလုပ်ပြပေးထားပါတယ်။ဒီဂွင်းပေါက်လေးတွေကနေပြီးတော့ခြီးစာလေးကိုဒီလိုဆွဲထုတ်ပြထားပါတယ်။ဒါရှေ့ဗီဒီယိုမှာလုပ်ပြထားတဲ့ခြီးလုံနီလေးပါ။အခုဗီဒီယိုထဲမှာတော့အဲ့နဲ့တခါတည်းလုပ်ပြပေးပါမယ်။ဂွင်းလေးကိုလုပ်ပါမယ်။ပြီးရင်ဒီပေါက်လေးတွေကနေပြီးတော့အလေးကိုထည့် ပြီးရင်အက်ကအပေါ်ချီရအောက်ကနေပြီးတော့မှအက်ကလေးရချီကိုတွက်ပတ်ပါမယ်။ဖက်ပြီးရင်ချီစာလေးကိုတခါလေးဆွဲထုတ်ပါမယ်။ဒါမျိုးလေးပါပြီးရင်ဒီအောက်ကအမီလေးကိုဒီလိုလေးဖြည်းဖြည်းချင်းဆွဲလိုက်ပါ။ဒါဆိုလို့ရှိရင်တော့ရပါပြီ။ပြန်လုပ်ပြပါမယ်။ခွင်းလေးလုပ်ပါမယ်။ဒီလိုလေးပါ။ပြီးရင်အက်ကလေးနဲ့ထည့်မယ်။ချီစာလေးကိုရစ်ပြီးတော့ဆွဲထုတ်ပါမယ်။ ဒါဆိုဒီလိုရနေပါမယ်ဒါလိုရတာလေးကိုဒီဖင်မီလေးကိုဆွဲထုတ်လိုက်ရင်ကွင်းလေးရတော့ပါပြီဖင်မီလေးထပ်ထိုးပြပြအောင်မယ်အကလေးရအပေါ်ကခြေလေးရအောက်ကနေပြီးတော့ပတ်လိုက်ပါမယ်ဒီလိုလေးရပါမယ်ပြီးရင်ဒီအကလေးကိုဖြည်းဖြည်းချင်းဆွဲပြီးတော့ဒီကောင်းကခြေကလေးနဲ့ခြေလေးကိုဆွဲထုတ်လာပါမယ်ဒါဆိုရင်ဖင်မီလေးတစ်ချက်ရပါပြီ နောက်တစ်ခါအကလေးရအပေါ်ကခြေလေးရအောက်ကနေပြီးတော့ပတ်ပြီးဆွဲထုတ်ပါမယ်။ဒါဆိုရင်ဖွမီလေးနှစ်ချက်ရပါပြီ။ပြီးရင်အကလေးရအပေါ်ကခြေလေးရအောက်ကနေပြီးတော့တစ်ခါထပ်ဆွဲထုတ်ပါမယ်။ဒါဆိုဖွမီလေးသုံးချက်ရပါပြီ။ဒါဆိုလို့ရှိရင်1 2 3နောက်တစ်ခါထပ်လုပ်ပြပါမယ်။အကလေးရအပေါ်ကခြေလေးရအောက်ကနေပြီးတော့ရစ်ပြီးတော့ကောင်းလေးနဲ့ခြေလေးကိုဆွဲထုတ်လာပါမယ်။ ါဆိုလို့ရှိရင်၄ခါရပါပြီ1 2 3 4နောက်တစ်ခါထပ်ပြပါမယ်အကလီရအပေါ်ကခြီလေးရအောက်ကနေပြီးတော့ဆွဲထုတ်လာပါမယ်ဒါဆိုလို့ရှိရင်တော့ဖူမီလေး၅ချက်ရပါပြီ1 2 3 4 5ဖူမီလေးကို21ချက်တီထိုးရပါမယ်နော်အခု၅ချက်ရပြီဆိုတော့ထပ်ထိုးရပါမယ်6 9 10 6 9 10 စတေစနေစတုံစလီစငါစချစခုနီစရှိစေကို20 21ဒါဆိုလို့ရှင်တော့ဖွမီလေး21ချက်ရပါပြီပြင်ရည်ကြည့်ပါမယ်အဲ့တော့ဒီစာလေးကိုခြေစာလေးကိုနည်းနည်းရှိရှိလေးဆွဲထားပြီးတော့ဒီလိုရေလို့ရပါတယ်။ ဒီနီတုံးလီငါခြောက်ခွန်ရှေကိုတဆေစတိစနေစတုံးစလီစငါစခြောက်စခွန်စရှေစကို20 21 21ချက်ပြပါတယ်ဒါဆိုလို့ရှိရင်ဆက်ထိုးပါမယ်เนาะခြေစားလေးကိုပြန်ဆွဲစီလိုက်ပါ ုံမီလေးတစ်ခုကတိုင်တိုလေးတစ်ခုနဲ့ညီတယ်မလို့ဖုံးမီလေးတစ်ခုကိုကျော်ပြီးတော့ဒုတိယပေါက်ဖုံးမီလေးကနေပြီးတော့စထုတ်ပါမယ်အဲ့တော့ဒါပထမတစ်ခုပါဒီဖုံးမီလေးကိုကျော်ပါမယ်ပြီးရင်ဒုတိယဖုံးမီလေးကနေပြီးတော့အကောင်လေးကိုထုတ်လိုက်ပါမယ်။ဒါဆိုလို့ရှိရင်အပေါ်မှာနှစ်ခုဖြစ်သွားပါမယ်။ပြီးတဲ့အခါချီကိုလိမ်ပြီးတော့ပဲချီစာလေးကိုဆွဲထုတ်ပါမယ်။ဒီလိုလေးပါ။ဒါဆိုလို့ရှိရင်အပေါ်မှာခွင်းလေးနှစ်ခွင်းဖြစ်သွားပါပြီ။ ပြီးရင်ခြေစာလေးကိုလိမ့်ပြီးတော့ထပ်ဆွဲထုတ်ပါမယ်ဒါဆိုရင် တိုင်တူလေးရပါပြီပြင်ပြပေးပါမယ်ဒီဒီရ21ချက်ပါပထမဆုံးဖွံ့မီလေးကိုကြိုးပြီးတော့ဒုတိယမြောက်ဖွံ့မီမှာအကောင်လေးကိုထည့်မယ်ပြီးရင်ခြေစာလေးကိုဆွဲထုတ်ပါမယ်ဒါဆိုလို့ရှိရင်အပ်ပေါ်မှာကွင်းလေးနှစ်ကွင်းရှိပါမယ်ဒီကွင်းလေးနှစ်ကွင်းကိုတခါတည်းခြေစာလေးကိုဆွဲထုတ်ပါမယ်ဒါဆိုလို့ရှိရင်တိုင်တူလေးရပါပြီ သူပိနာအပေါက်မှာလည်းထပ်ပြီးတော့အကောင်လေးကိုထုတ်လိုက်ပါပြီးရင်ခြေစာလေးကိုဆွဲလိုက်ပါဒါဆိုလို့ရှိရင်အပေါက်မှာကွင်းလေးနှစ်ကွင်းရပါပြီတစ်ခါလေးထပ်ဆွဲထုတ်ပါမယ်ဒါဆိုရင်တိုင်တိုးနှစ်ချက်ရပါပြီသူပိနာနောက်ထပ်တစ်ပေါက်မှာ အကောင်လေးကိုထည့်ပါမယ်ခြေလေးကိုရစ်ပြီးတော့ဆွဲထုတ်ပါမယ်ဒါဆိုလို့ရှိရင်တော့အပေါက်မှာကွင်းလေးရနှစ်ကွင်းရသွားပါပြီဖြည်းဖြည်းချင်းခြေလေးကိုထပ်ဆွဲထုတ်ပါမယ်ဒါဆိုရင်တော့ တိုင်တူလေးသုံးခုရပါပြီ။သူ့ဘီနာအပေါက်မှာအကောင်လေးကိုထည့်မယ်။ပြီးရင်ချစ်လေးကိုရစ်ပြီးတော့ဆွဲထုတ်ပါမယ်။ဒါဆိုလို့ရှိရင်အပေါ်မှာခွင်းလေးနှစ်ခုရှိပါမယ်။ခွင်းနှစ်ခုကိုတခါတည်းချီစားလေးဆွဲထုတ်ပါမယ်။ဒါဆိုရင်တိုင်တူလေးရပါပြီ။သူ့ဘီနာအပေါက်လေးမှာလည်းအကောင်လေးကိုထည့်မယ်။ချီစားလေးကိုဆွဲထုတ်မယ်။ ခုံလုံးတိုက်တူလေးတွေကအချက်20ရှိရပါမယ်ဆုံးထိထိုးသွားပြီးတော့မှပဲပြန်ရည်ပြပါမယ်နော်သူပိနာအပေါက်ကလေးထဲမှာအကောင်လေးကိုထိုးပြီးတော့ဆွဲထုတ်ပါမယ်။ဒါမျိုးလေးထိုးရင်ထိုးရင်လည်းလက်သက်သွားပါလိမ့်မယ်။ ဒါဆိုလို့ရှိရင်အဆုံးလူရောက်လာပါပြီ။ဒါဆိုအစနေပြင်ကြည့်ပါမယ်။1 2 3 4 5 6 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 19အကုန်လုံး20ရှိပါတယ်။ကြိုလေးရပါတယ်။ပြီးလို့ရှိရင်ဖုန်မီလေးတစ်ခါတတ်ပါမယ်။ဒါလေးကို chain လို့လည်းခေါ်ပါတယ်။ပြီးလို့ရှိရင်ဖုန်မီလေးတစ်ခါတတ်ပါမယ်။အင်္ဂလိပ်လိုဆိုလို့ရှိရင် chain လို့ခေါ်ပါတယ်။ပြီးရင်ဒီဟာလေးကိုလှည့်ပါမယ်။ဒီလိုမျိုးလေးပါ။ဒါလေးကိုကင်ပြီးတော့ဒီလိုလေးလှည့်လိုက်ပါမယ်။ ပြီးခဲ့အခါမှာဒီပထမဆုံးအပေါက်လေးရဲ့မှာအက်ကလေးကိုထိုးပါမယ်။အပေါက်မှာဒီဖုံမီပုံစံမျိုးလေးနှစ်ခုကတခါတည်းပါသွားပါမယ်နော်။ပြီးရင်ခြီစာလေးကိုဆွဲထုတ်ပါမယ်။အပေါက်မှာနှစ်ခုရပါပြီ။ဒါဆိုလို့ရှိရင်တိုင်တော်လေးပြန်ဆက်ထိုးပါမယ်။ပြီးရင်ဒီအပေါက်ကနေပြီးတော့တခါအကောင်လေးကိုထိုးပါမယ်။ဒါဆိုလို့ရှိရင်ဒီမှာဖုံမီလေးနှစ်ခုကိုတန်းပြီးတော့ထုတ်လိုက်ပါမယ်။ဒီလိုလေးပါ။ပြင်ပြပါမယ်။သူ့ရဲ့ပေးနာအပေါက်ထဲမှာအကောင်လေးထည့်လိုက်ပါမယ်။ ဒီလိုခုံးလေးနှစ်ခုလုံးပေါင်းထည့်ထုံးမယ်နော်ပြီးရင်ခြေစာလေးကိုဆွဲထုတ်ပါမယ်ဒါဆိုလို့ရှင်အပေါ်မှာကွင်းလေးနှစ်ခုရှိပါမယ်ခြေစာလေးကိုဆွဲထုတ်လိုက်ပါမယ်သုံးခုပါပြီးရင်ဘေးနားအပေါက်မှာအကောင်လေးကိုထိုးမယ်ခြေစာလေးကိုဆွဲထုတ်မယ်ဒီလိုလေးရပါမယ်ပြီးရင်ဘေးနားအပေါက်မှာအကောင်လေးကိုထည့်မယ်ခြေစာလေးကိုဆွဲထုတ်ပါမယ်ဒီလိုလေးရပါမယ်နောက်တစ်ခါအကောင်လေးကိုထည့်ပြီးတော့ခြေစာလေးကိုဆွဲထုတ်ပါမယ် နောက်တော့ကအကောင်လေးကိုထည့်ပြီးတော့ခြေစားလေးကိုဆွဲထုတ်ပါမယ်ဒီလိုမျိုးအဆုံးထိထိုးသွားပါမယ်တောက်လျှောက်ပါ ီလိုလေးထိုးလာပါမယ်เนาะအခုဆိုလို့ရှိရင်နောက်ဆုံးနောက်ကိုရောက်နေပါပြီနောက်ဆုံးပေါက်ဒီထိုးရမှာပါဒါဆိုလို့ရှိရင်ဒါက16မြောက်တန်းလေးပါပြီးလို့ရှိရင်နောက်ဆုံးတစ်ပေါက်ကဒီနားလေးကနေပြီးတော့ထိုးပြီးတော့ဖုံးမီးလေးနှစ်ခုပေါင်းထိုးကြပါမယ်เนาะဒီမှာဆိုလို့ရှိရင်ဖုံးမီးပုံစံလေးနှစ်ခုပါပါမယ်အဲ့ကနေပြီးတော့မှခြေစာလေးကိုဆွဲထုတ်လိုက်ပါမယ်ဒါဆိုလို့ရှိရင်20ပြည့်ပါပြီပြင်ရင်ကြည့်ပါမယ်1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 ဒါနဲ့ဆိုရင်20ဒါဆိုလို့ရှိရင်ဖွံ့ဖြိုးလေး20ရပါပြီ။ဟုတ်ဆို။ဒါဆိုလို့ရှိရင်တိုင်တိုလေး20ရပါပြီနော်။ဒီမှာပါဒီလိုပုံစံလေးပါ။ပြီးလို့ရှိရင်တစ်ခါချိန်လေးတစ်ခါတက်မယ်။ဒီအပြားလေးကိုထပ်ပြီးတော့လှည့်ပါမယ်။ဒီဘက်ကိုပြန်လှည့်ပါမယ်။ လှည့်ပြီးရင်သူ့ရဲ့ဒီပထမဆုံးအပေါက်မှာအကောင်လေးကိုထိုးထည့်လိုက်ပါမယ်ဒီလိုလေးပါဒီလိုဖုံးမီးနှစ်ခုလုံးတက်ပါမယ်ဒီလိုမျိုးဖုံးမီးတက်ဖတ်တယ်မဟုတ်ပါဘူးเนาะဖုံးမီးနှစ်ခုလုံးကိုတစ်ခါလေးထိုးမှာပါဒီလိုလေးဖုံးမီနှစ်ခုလုံးတစ်ခါထိုးပြီးတော့ခြီစာလေးကိုဆွဲထုတ်ပါမယ်။အပေါ်မှာဂွင်းလေးနှခွင်းရတဲ့အခါခြီစာလေးကိုပြန်ဆွဲထုတ်ပါမယ်။ဒါဆိုရင်တိုင်တိုလေးတစ်ခါပြင်ရပါပြီ။ ဘေးနားအပေါက်မှာအက်ကလေးကိုထိုးပြီးတော့ခြိစားလေးဆိုတဲ့အခါမှာခြိစားလေးနှစ်စားပြင်မယ်ပြီးရင်ပြန်ဆွဲထုတ်ပါမယ်ဒါဆိုလို့ရှိရင်ဖွံ့ဖြိုးလေးနှစ်ခုရပါပြီဒီလိုလေးပဲထုတ်မယ်ဒါဆိုဖွံ့ဖြိုးတိုင်တိုလေး၃ခါရပါပြီဆွဲမယ်တိုင်တို၄ခါရပါပြီနောက်တစ်ခါထပ်လုပ်မယ်တိုင်တို၅ခါတိုင်တို၆ခါတိုင်တို9ခါတိုင်တို10ခါတိုင်တို cô gà tay tu xe gà sạch khá sân nạc khá sạch tố sạch lý sạch ngã sạch chá sạch khôn ní sạch 29နောက်ဆုံးတစ်ပေါက်မှာ20ဒါဆိုလို့ရှိရင်ဒီလို၄ရောင်ပုံစံလေးရပါပြီเนาะပြီးရင်တစ်ခါဖွံ့ဖြိုးလေးတစ်ခါတက်ပါမယ်ဒီပြားလေးကိုပြန်လှည့်ပြီးတော့တစ်ခါ20ထပ်တိုးပါမယ်1 2 3 4 5ချာ คนนี้ชีกูดสิสตีสันนีสตูสลีสังอาสชาสกุนีสชีสกูนัสเซ 20ရောက်သွားတဲ့အခါမှာတခါဖူမီလေးတက်ပြီးတော့အပြားလေးထည့်လှည့်ပြီးတော့ထထိုးပါမယ်တခါနှစ်ခါ3 4 5 6 9 10 တိစနေစတောစလီဆိုလို့ရှိရင်နောက်ဆုံးနှားရောက်လာပါပြီเนาะနောက်ဆုံးနှားမှာဆိုလို့ရှိရင်တခါပုံမှန်တိုက်ထပ်ထိုးပါမယ်ဒါဆိုလို့ရှိရင်ဒီလူဘေးဘက်လေးရဲ့ညီညီလေးနဲ့ဒီလိုအပြားလေးရပါပြီအပေါ်ကိုလက်ညီအောင်လို့အတန်းတွေထပ်တက်သွားလို့ရပါတယ်เนาะအော်ဇေယားတော့လိုက်ပြီးတော့အစုံကြီးထိုးမပြတော့ပါဘူးကိုယ့်ဘက်ကိုယ်ပဲဆက်ထိုးသွားပါနောက်ဆုံးအပြားလေးရတဲ့အထိလက်ညီအထိအဆင်ပြေလို့ထိုးလို့ရပါတယ်ရှင်